ီနားထောင်နိုင်ဖို့လိုတယ် Telegram ဖတ်နိုင်ဖို့လိုတယ် Facebook တွေဖတ်နိုင်ဖို့လိုတယ်ဤသူကိုဤသူကိုမေးပေးမယ်လို့ပြောလာလို့ရှိရင်ကိုမေးပေးရမယ်ပုဂ္ဂိုလ်အစ်စင်များလုံးလေးမလားဘာမှမမရွေးကောက်ပွဲပေါ်အမြင်နဲ့အခန့်ပြင်းရွေးကောက်ပွဲပေါ်ဆုံးရရတာလေးရဲ့ဒေါ်ဒအမြင်လေးကိုနားထောင်ကြည့်အောင်ခင်ဗျာ က်ဆိုရင်ပေါ့နော်ဒီတက်ချွတ်ကြီးကလည်းပြောပါတယ်အဲအဲ့ခါကျတော့ဒီအဓိကတော့ဒီဖွဲရဲ့ကောင်းစဉ်နဲ့တခုဖြစ်တဲ့ပေါ့လေဒီအာဒီရွေးကောက်ပွဲပေါ်ဆောင်တဲ့အရေးပေါ့လေဟုတ်အဲ့ကတည်းကအဲ့ကစားပတ်သက်ပြီးတော့ဒီရွေးကောက်ပွဲပေါ်ဆောင်တဲ့အခါမှာပေါ့လေအဲ့ဒီရွေးကောက်ပွဲကိုဘယ်လိုမြင်လဲပေါ့လက်ခံလားပေါ့ဟိုကြီးရဲ့အမြင်လေးကိုပြောပြပေးပါဦးခင်ဗျဟုတ်နိုင်ပြည်တခုရဲ့အပြောင်းလဲအဲ့အတွက်ကြိုးပမ်းတဲ့နေရာမှာခက်ပေါက်တော့ခုဖြစ်တော့လက်ခံတယ်ဟိုရွေးကောက်ပွဲလည်းရှိရမယ်နိုင်ပြည်ရဲ့ပြောင်းလဲနိုင်တဲ့အခါ ငင်းချမ်းရဲကအဓိကကြပါလေငင်းချမ်းဖို့လိုရယ်လိုက်ပြီးတင်းကြီးအေးရှမ်းပြီးမှကောင်းမွန်တဲ့ရွေးကောက်ပွဲတစ်ခုကိုပေါ်ဆောင်မယ်ဖြစ်ပါလေအဲ့ဒါကြောင့်မလို့ဟို business တဲ့ဘာလို့တင်းကြီးအေးရှမ်းရမယ်ဟိုဒီကောင်းစဉ်ကတော့ချွေးနေပွဲတဲ့ကောင်းစဉ်ကတော့ငင်းချမ်းရဲရွေးကောက်ပွဲနဲ့ federal စနစ်တော့ပေါင်းစည်းခြင်းမှာနိုင်ငံတော်သိစီလို့သွားမယ်ဆိုတော့အစင်သာချက်ဖြစ်ပါလေအဲ့လိုစင်သာချက်ကိုကြီးလိုက်တဲ့အခါမှာငင်းချမ်းရဲကအရေးကြီးတယ်ဆိုတာကိုထည့်သွင်း ်ဟန်ဒရစ်စနစ်ကိုလည်းသွားဖို့ဆိုတာမျိုးကလည်းပါတီထိုင်ရှိတဲ့ဟိုအနေထားမျိုးကိုဒီတော့တင်မှာတွေ့ရတယ်ဆိုတော့ကျမတို့ကစဉ်းစားတာကတော့ညီချင်းရမယ်ရွေးကောက်ပွဲတစ်ခုဖြစ်ပေါ်လာဖို့ဆိုရင်အားလုံးသောရွက်တို့ကိုစီတင်ကပြည်သူတွေနဲ့တွေ့နိုင်တဲ့ခင်ချင်းဖြစ်ပေါ်လို့လေပြည်သူတွေကလည်းငါတို့မေးပေးမယ်ပုံကိုယ်တွေဟာဘယ်လိုပုံစံမျိုးရှိတဲ့လူတွေလဲကိုယ့်ရဲ့ကိုယ်စီတင်ကိုကောင်းမွန်မှာဆုံးဖြတ်မယ် ကနိုင်ငံရေးအသိတရားရှိဖို့လိုတယ်။နိုင်ငံရေးအသိတရားရှိမယ်ဆိုလို့ရှိရင် TV နားထောင်နိုင်ဖို့လိုတယ်။ Telegram ဖတ်နိုင်ဖို့လိုတယ်။ Facebook တွေဖတ်နိုင်ဖို့လိုတယ်။ဒီသူကိုဒီသူကိုမဲပေးမယ်လို့ပြောလာလို့ရှိရင်ကိုမဲပေးရမယ်ပုဂ္ဂိုလ်ဒီသူတွေကကောင်းစားရွေးချယ်နိုင်ရမယ်။ပိုးစလေတွေကလွတ်တော်ပိုးစလေဖြစ်ရုံစွန်းစားချက်မျိုးမဟုတ်ပဲပြည်သူတွေရဲ့ representative ဖြစ်တဲ့အတွက်ကြောင့်ပ ဟုတ်ကဲ့ပါဟုတ်ဟိုဒီလက်ရှိမှာကျတော့လေဒီဒီရခိုင်ဘက်မှာကျတော့ချုပ်ပတိပခိုင်ရှိနေတဲ့ခါကျတော့လေဒါဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဟိုပါလေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ကိုအာရီးလို့နေတယ်ဟောဘလူးမျိုးဒီစီအိုပြည်ဆောင်ပေးတော့မှရှိမှာလေခင်ဗျဟုတ်ရခိုင်ကတော့တော့ဒီကကိုရခိုင်မှာလည်းမနေဘူးကြာအလုံးကရန်ကုန်ရောက်တဲ့လူများတခြားနေရာရောက်ခဲ့တာရောက်နေကြတာအများကြီးတွေ့ရပါတယ်အဲ့ဆိုတော့ရခိုင်ကိုတင်းရင် ရှားပြည်နေတဲ့ထက်ပိုပြီးတော့မှ view site ကိုလိုအပ်တယ်လို့ပြောရှင်းပြောဟုတ်ကဲ့ပါဟုတ်ဒီအခုနာပြောရပေါ့လေအဲဒီရခိုင်မှာဆိုရင်လည်းဒီဟိုလေဒီအခုဒီလွတ်တော်ကိုယ်စားလှယ်ဖန်လာစီရရှိခဲ့တယ်တတ်တာရေဟိုဒီတချို့ကြီးတွေကိုလည်းဒီလုပ်ဆိုင်ရှိခဲ့တယ်အဲ့ဒါကျွန်တော်ဒီဒီရွေးကောက်ပွဲပေါ့ပေါ့လေအဲဒီလိုအနောက်ရှက်ပြုလာနိုင်ရှိရှိလားအဲ့ပေါ်ဘာလို့ဘာပြောချင်လဲပေါ့ရှိနေတယ်မြို့နယ်တုံးခုမှာကတော့လောက်ရင်ရနိုင်တယ် ကဲဟုတ်ဒီပေါ့ဟိုယူကဘွယ်နဲ့ပတ်သက်ပြီးတော့အဖက်ဟိုအမောင်းတွေလုံမယ်ပြောတဲ့လူတွေလုံနေတဲ့လူတွေရောဘာများပြောချင်တာများရှိမလဲခင်ဗျအတိအကျကတော့တိုက်ပွဲတစ်ခုခုဖြစ်နေတယ်လို့ဆိုတာပဲနှစ်ပတ်ရဲ့အနေနဲ့ရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီတိုင်းပြည်ကတော့1948ကနေပြီးတော့မှစလာတဲ့တိုက်ပွဲဆန်တဲ့နေရာတွေကတော့ဒီချက်မရှိသင့်တော့ဘူးတိုင်းပြည်ရဲ့ကောင်းစားရေးအတွက်ဆိုလို့ရှိရင် ုဖက်ကဘလန့်တီပေးနိုင်တယ်ဘုဖက်ကဘလန့်တီတုံးဆုံးနိုင်တယ်ဆိုတာမျိုးတုံးဆုံးနိုင်မယ်လက်ခံနိုင်တဲ့အနေအထားပေါ်မှာအဲ့ဒီအနေအထားတွေပေါ်တော့အားလုံးကမြန်မြန်တတဖြစ်အောင်စဉ်းစားသင့်တဲ့အချိန်ကာလတော့နောက်တောင်ကြားနေပြီလို့မြင်တယ်တိုင်းပြည်အတွက်စဉ်းစားရမယ်။အားလုံးသောတိုက်ပွဲအထက်မှာရှိနေတဲ့ပုံပုံတွေနဲ့လည်းစကားမပြောလို့မဖြစ်ဘူး။စကားပြောရမယ်။စကားပြောရှင်းပြီးဖြေရှင်းလို့မရတဲ့နိုင်ငံမဟုတ်ဘူး။ ကစကားပြောလို့ရတဲ့လမ်းကြောင်းရှိတယ်ဆိုတော့ဒီလမ်းကြောင်းပေါ်မှာမေချာဆွေးနွေးပြီးတော့မှဟိုနိုင်ငံတို့တက်စစ်တို့တော့တဲ့ print တစ်ခုကိုတော့အများဆုံးရှာတင်တယ်။ရှာပြီးလို့ရှိလို့ရှိရင်အားလုံးပါဝင်ပြီးတော့မှစကားပြောဆိုလာနေတဲ့အခေတင်ရောက်တဲ့ပြီးဒီထက်မသိသင့်တော့ဘူးဒီထက်မနာသင့်တော့ဘူးပြည်သက်တော်ရုံတွေဒီထက်မဖြစ်သင့်တော့ဘူးလို့ရှိပါတယ်။ဆုံးပြီးတိကျပြီးတဲ့မျိုးစုံများလုံးကိုသူကကျေးဇူးတင်ရှိပါတယ်။